ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဆီယမ်မကြီးလူလူထော်အမအခြေသားတော့ကြည်တူချစ်တော်အမှုပညာတဲ့များအပိုင်းဆက်ကိုဖတ်ပြပေးသားပါမယ်ရှင်ရုပ်သိမ်းမင်းသမီးဆရာပုကြီးအပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသားပါမယ်ဆရာပုတ်တိဆိုသည့်တခြင်းများကို ရေးပေးကြသည့်စာရေးဆရာများမှာ ပင်ဒီကဆရာမောင်တို့ဆရာမြိုင်တို့ဥဖုံးမို့တို့နန်းတော်ရှိဆရာတင်းဆရာဆရာညံတို့ဖြစ်ကြသည်ဆရာပုတ်သည် တချင်းတပုတ်ကြောင့်ကိုလိုနီသမားပြတ္တိရှအစိုးရ၏အဖန်အစီကိုလည်းခံခဲ့ရဘူးသည်ဤသို့အဖန်ခံရခြင်းမှာရာဇဝင်၌မုံဆိုးမင်းဆက်တချိတ်ငါဟူ၍ဆိုထားသည်ဥအောင်ဆရာမတီမောမင်းကိုယ်တိုင်မင်းဆက်ဆက်တဆက်သာရှိသေးသည်ဖြင့်မြမမင်းဆက်မပြတ်သည် ကြံရှိသေးသည်ဆိုသောအတိတ်ပင်ရှိသည့်တခြင်းကို ဆိုသည်ဖြင့်ဗျာဒိယအစိုးရကဖန်ချင်းဖြစ်သည်မြမာများကလည်းမတော်လန်နိုင်သေး၍အင်္ဂလိပ်ကျုံခံနေရတော့လေဘယ်နေ့တွင်ကို့မင်းကို့ချင်းဤနေနိုင်ပါမည်နည်းဘယ်တော့သူ့ကျုံဘဝမှလွတ်လပ်ပါမည်နည်းဆိုသည်ကိုမျှော်မှန်းနေကြသူများဖြစ်၍ဆရာပုက ထိုသည်ချင်းဆိုသောအခါအင်္ဂလိပ်မင်းပြေးရမည် မြမမင်းဆက်ပြန်ပေါ်လာလိမ့်မည်ဆိုသောယုံကြည်ချက်ဖြင့်အလွန်သဘောကျလေသည်ဤတချင်းမှာဟောလီတကြော်ဖြစ်နေပြီးဆရာပိုးတို့ဆင်မှလည်းဤတချင်းကြောင့်ပွဲချီများပိုကလာရသည့်အခါဗျာဒိရှအစိုးရကဆရာပိုးကိုဖမ်း၍စစ်သည် ရေးဆက်ပေးသူဆရာညံကိုလည်းဖမ်း၍စစ်သည်ဆရာပိုးတို့ကဖျားတိုက်စားရှိသည့်အတိုင်းရေးသားဆက်ဆိုခြင်းဖြစ်သည်ဟုရှင်းပြသည် ဣတဆင်မဆိုပါနဲ့ဟုအာနာပိုင်များကတာသေးသည်ဆရာပုတို့ကတပင်းတန်းဆိုသည်မှာပြိသက်တောင်းရာ ခိုင်းရာကပြသည်ဆိုကြသူများဖြစ်၍ဣတချင်းအဆိုခိုင်းလျင်ညီးမေမဖြစ်တော့ကြောင်းမဆိုဟုဂရိမပေးနိုင်ကြောင်းနှင့်ပြန်ပြောရသည် နောက်ဆုံးဆရာပုတို့ကိုဆွတ်ပေးရသည်ဆရာပုသည်မင်းသားကလေးတွေကို ကြောင်ရိုင်းကလေးများရှာ၍အကွက်ဖော်ပေးရသလိုတယောက်ပြီးတယောက်အရှောင်တီး၍ပေးခဲ့သည်အကွက်ပေါ်၍အသွေးအရောင်ပုပွင့်လင်းလင်းဖြစ်လာသည့်အခါတဆင်ခွဲ၍ထောင်သူကထောင်သည်ဆက်ထဲလိုက်သူကလိုက်သည် ခွဲကြ၍ကွဲရနိုင် အချို့ကဆရာပုကျေးစုကြည်ကြောင်ဖော်ထုတ်သည်အချို့ကသူတို့ဆိုးမရှိဆရာပုကဆိုး၍ကွဲရသည်ဟုဆိုသည်အချို့ကတချင်းနှင့်စောင်းကြချိတ်ကြသည် ထိုအခါဆရာပုမာမနေနိုင်မိပြန်လဲစောင်းချိတ်ဆဲဆိုတန်တီကိုဆဲဆိုလိုက်ရပြန်တော်သည်ဆရာပုနှင့်ကိုဘကျော်တို့နှစ်ပါးသွားရင် ကိုဘကျော်က"အိုးအမေပုစင်တော်ဘကျော်နှင့်တွဲလို့ပွဲမတ်စီဘူးနော်။နိုင်ငံမှာပြိုင်ဆန်မပေါ်မင်းသားရှိသမျှအမေအဖအရာနော်။အမေပုထမိန်ဖို့ချေစွန့်နှင့်ရိုက်စော်ပြန်မသွားဘူး။ပကံသားမောင်ဘကျော်"အော် စဉ်းစားစရာပြမင်းသားတကာပရှိသမျှနိုင်ငံပေါ်စပေတတ်စိန်ခုနှစ်ယောက်တမင်ပြေးလို့နောက်လင်ကလေးပြုအထွေးဆုံးမောင်ဖကျော်ဟူ၍တည်ဆိုသည့်အခါဆရာပုကြားရလားစနေရောတို့တောင်ရိုးတို့ရဲ့တောင်ရိုးကြားပါတယ်အပုဘာလဲတော့အပုရဲ့စန်တန်ရောမိဟာကကြားတယ်လို့လဲဆိုသည်ဘာလဲတော့လဲမေးသည် နေ့မမြင်ညကမ်းမင်းဆရာပု့ မင်းသားလေးရိမနေတမင်သွားအမင်းလင်းများရချေအောင်တော့မနှောဆိုတဲ့သချင်းလိုပါလိတနေ့ကြတော့သူလည်းငါပြစ်ပြေအောင်မှာပဲကွယ်ကြော့မပြစ်ပါဘူးဗျာကျွန်တော်ကပကံသားလူရိုးပါဘယ်တော့မှမပြစ်ပါဘူးဗျာရုံမပို့ကြားကြလားဟဲ့အစကတော့ဒီလိုပြောကြတာကြီးပဲနောက်ကြတော့သားနိုင်ငံလဲကြော်ရုံငါလဲခွာရုံဟုပြောပြီးအလုံးမုံရမ ဆာရေးဆရာဦးဖုံမိုးရေးဆက်သည့်ဤတခြင်းကိုကောက်ဆိုသည်ကြည်မကျော်ခင်စဉ်းစားကြပါရှင်မင်းသားတကာကျမလင်မနဲ့မပါခင်ပတလားနဲ့တင်ရသည်ရှင်စပယ်သက်စိန်ခိုးဖုံမိုးလည်းမကင်းမှုတမင်းတိုင်းပြည်မြေကြော်ကြရင်မော်ကြရင်တော်ရတစင်စင်ကိုရှင်စင်ကြီးပြီးတော့စပယ်သက်စိန်ခိုးလင်းပြောဟန်ဆိုဟန်ငိုဟန်အမြဲပတင်ရသည်ရှင် အသိန်းနာလာသနောခွဲရှာကြတော့ငါအပေါ်ဘသူမှမမောက်နဲ့နော်မေပုမြောက်မတော်မင်းသားမှန်ထသည်ငနေတို့ငါဟာတဲ့ကခွဲမနိုင်ငယ်ကျော်ဆန်နေရောဟေ့ကြားရလားမောင်တောင်ယူအပုက တွဲကားနဲ့မင်းသားတွေဟာသူ့ဟာတဲ့ကခွဲမကြော်တာတဲ့ကွရှုံးဟုတ်လေဟုတ်တာပဲကွတို့ဆရာနဲ့ခွဲမကြော်ကြတာပဲရှုံး ငါဟာတဲ့ကဆိုတော့အဟိပုတ်စိတ်ဆိုးလို့ငါဟာတဲ့ကလို့ဆိုတာပါကွာမင်းတို့ကတကယ်တမ်းမင်းတို့တွေးတယ်လို့ဖြင့်ငါမင်းဟာတာတာကြီးဖြစ်နေမှာပေါ့ဟိုရိတ်ဆရာပုကတော်တက်သည်ဥပကျော့တကယ်စင်ခွဲ၍သွားသည့်အခါဥပကျော့က "तू စင်ခွဲရခြင်းမာ तू ကဆို၍မဟုတ်ပါဆရာတပည့်များဦးမုံတို့ဦးကျုံတို့ကဆိုသည်ဖြင့်၎င်းတို့တံမခံနိုင်သောကြောင့် ခွဲရပါသည်ဟုတချင်းလုံး၍ဆိုသည်ထိုအခါဆရာပုကမင်းသမီးအမေပုနော်ပကံသားငကြုံငါအပေါ်နင်းစော်ကခွဲရလေအောင်မင်းသားအလုတ်ကိုအယုံနဲ့တင်ကားပင် အသိန်းနာလာပေါ်ရှင်ခွဲကကားရစင်တာရှင်မကြခင် မွေပွေးကြိုက်လို့အကွေးလိုက်သေးမဲ့လင်ဟူရေးဆိုသည်ရုတ်သိမ်းမင်းသားဥပကြုံမှာအမှန်မကြွားသနော် ပကံသားမောင်ပကျုံဟို၍သူပကံသားဖြစ်ကြောင်းတချင်းဆက်ဆိုခဲ့သည်သို့တော်ပကံမြို့သားဇာတိမဟုတ်ပါ ပကံတောင်ကျင်းညီအောင်ဖျားရွာသားဖြစ်ကြောင်းသိရှိရပါသည်ကျင်းညီအောင်ဖျားရွာမှာစင့်ကူအရှိတောင်တွင်တည်ရှိပါသည်သူသူတချင်းချိုး၌ပကံသားအနေနှင့်အစ်ကျုပ်အုတ်ခွတ်ပေါက်ဖက်ကတဲ့သူငါဘလာရောင်းပါလို့ဟုဆိုတော်လဲမူလကထန်းသမားဖြစ်ပြီး ဆရာပို့တို့ဆင့်ကိုတို့ပွဲကားရောက်စဉ်တွေ့ခဲ့သည်ဟုဆိုပါသည် ဥပကျော်ဤတခြင်းတစ်ပုဒ်မှာငါးကျိတ်ငါးနန်းဆန်ငကရာမြို့ပေါက်ကံမင်းအဆက်ဆက်တည်မပြတ်စေဖို့ယံပြိုင်းဖာဖို့တိတ်သုံးတန်ကြို့ရတဲ့မြို့ပေါက်ကံအေယော်ရီကန်းတစ်ဖူစမ်းထိုးတဲ့မြို့ရွှေကံမဲကလာနံပြောက်လို့ဖဲပန်ကောက်ပိုးကျူထည် အင်းမစင်ဆွဲကြိုးအမျိုးမျိုးဝေးရပြန်ဟူရိတ်ဆရာပုနစ်တွဲမှအစင်အတန်မြင့်တက်လာပုံဆက်ဆူထားသည်ဟု ပကံသားဖုံးတော်ကြီးစကိုင်းမြတောင်ဦးဟွာတဝါထံမှမှတ်သားရပါသည်ဥပကျော့စင်ခွဲထောင်၍မင်းသားရှာရပြန်သည့်အခါမတရားသားကိုလွင်ဆိုသောမင်းသားကိုရသည်ဤမင်းသားမှာစိုးနိုင်ပြောနိုင်သည့်အရေးချင်းရှိတော်လေလူကရှိုးလွင့်၍ ဆရာပုနှင့်တစ်နှစ်လောက်သာတွဲဖက်ကြသည်ကိုလွေနှင့်တွဲစဉ်ကဆရာပုဆိုသည့်တခြင်းတစ်ပုဒ်မှာလင်တွင်နှုံးရှူရာများမတိတပအလကားမရှူသလိုနှုအပြူအပုကိုခွဲကြတော်လဲအသိမှဆွေလိုစိတ်နာစရာငိမ့်သူတို့ပြုတ်ကြတယ်အပုပြိုတမင်းကုတူကဖိန်နဲ့တကြားပေးရထင်းမရိယာသားကလေးရခဲ့ပြန်ပေါ်ကွယ်ဟူ၍တိဆိုပါသည် ကိုလွင်နဲ့တနစ်ခန့်တွဲပြီးမန္တလေးအယိုးအိုးကလေးရဲ့မှာကိုတန့်ကြီးဆိုသူနဲ့တွဲပြန်သည်ကိုတန့်ကြီးနဲ့တွဲသည်မှာမကြာလေးလငါးလများသာဖြစ်သည်ထိုစဉ်ကဆရာပုဆိုသည့်တစ်ချက်မှာအများတမီမမုန်းနိုင်ဘူးနှစ်ပန်းအရှင်သုံးပါတဲ့ပုမေကညာကိုအညွန့်ကလေးနဘေစာရီနဲ့ဟောက်မန်ထုတ်ပြန်ကြ မင်းသားတွေပညာသင်က ထားရတော့လဲအာမရှိဆရာငယ်များအသိပါကွယ်မျက်နာခြေနဲ့ကြောက်ရီတာအမျက်ထားထွက်သွားရှာကြတယ်ပြမစိုးမရင်းကိုချင်းမေကစားကရပါစေတခါအိုးသူတို့ပြရပါစေမကြောင်းရွှင်ငွေပါယတနာပွားလို့နက္ခရာတလောမှာကြော်ကြားစေဖို့ပုံမေက မေကမေကလစ်ကပုံမြကြတိုက်ကြီးတာကြီးအိမ်ကြီးနေနေဖို့ရာဆူတောင်းတာလင်ကလေးအထွေရတာမေဆုံးမကဆုံးမကမြင်တိုင်းကိုမျက်နာတကယ်မမြားလိုက်ပါနဲ့ထောက်ထားတယောက်စကားဟာညောင်လုံးပင့်လုံးညာလုံးပါတဘောဖေရောက်มาဆိုတာစင်မခွဲနဲ့တခါကတညွတ်အရှူကစင်ချင်ခါခါ ညာတာစရစပယ်သက်စိန်ခိုးဘတ်ကျော့ပမာအဟုတ်ဖဲရှောင်းခွာမလုံနဲ့မောင်ရနော်ဟိုရိတ်ဆိုပါသည်ကိုတန့်ကြီးနှင့်လေးလငါးလခန့်တွဲပြီးမန္တလေးညောင်ပင်စေးသားဓာတ်လှိုင်ဦးဆိုသူနှင့်သုံးလခန့်တွဲသည်ထို့နောက်ရန်ကုန်သားပစုံတော်ဘတ်လှိုင်ဆိုသည့်ဇက်မင်းသားနှင့်နှစ်နှစ်ခန့်တွဲသည်ဤမင်းသားမှာမတ်ငွေနိုင်နှင့်နောက်ပိုင်းတွင်တွဲသည်ထို့နောက်ဆရာပုအသက်54နှစ် တပင်အသက်အနှစ်40အရ1914ခုနှစ်တွင်အနိဆာရောက်သွားပါသည်ဆရာပုတွင်ဥကျင်ဥတင်ဥရှင်ဒေါ်အောင်တင်ဒေါ်အမဥတွင်ဥအောင်ဘာဟု၍တာသမီ9ယောက်ကျင်ခဲ့သည်၎င်းတို့အနက်ဥကျင်မှာမင်းသားကြီးအဖြစ်နှင့်တပင်လက်ငုတ်ကိုလိုက်နိုင်ပေသည် သမီးမအောင်တင်လည်းမင်းသမီးမချက်လက်အောင်ကျင်အဖြစ်နှင့်ကသည် ကျန်သားသမီး9ယောက်မှာတပင်ပတ်မပါကြဆရာပုတီတပင်အလုံးနဲ့စီးပွားဖြစ်သည့်ဖြစ်အလိုကြီးနှစ်ကြိမ်ပေးခဲ့သည်ပထမအကြိမ်သားရှင်ပြုသည့်အခါမောင်ရှင်လောင်းနှင့်နားဖောက်တီများကို ရွှေလင်းရင်ငွေတီ၍ဝင်းခင်ပြီးရှင်လောင်းလှဲ့သည်ပထမရှင်လောင်းတင်လင်းရင်ကိုစမင်းသားဖိုးစိန်ကြီးနှင့်စိန်ခိုးတို့ကမင်းသားလိုဝင်း၍ွားကင်ကြသည်ဒုတိယလှဲ့ရင်ကို ဆန်မင်းသားဦးဖအိုးနဲ့မင်းသားဤကင်းကိုမောင်ကြီးတို့ကမင်းသားလိုဝေး၍နွားကင်ကြသည်ကျော်စုံသည့်မင်းသားတွေကိုယ်တိုင်နွားကင်သည်ဆို၍အလူကြည့်လာသူများမှာမန္တလေး84လမ်းနှင့်38လမ်းတောင်အကပလက်ချံကွန်းချံရဲ့ဆရာပုတိုက်အနီးတဝိုက်၌လူတိုးမပေါအောင်စီကားလေသည်ဖျားကြီးတိန်ကြီးတိုက်ကြီးအတွင်း၌ ဖုံးကြီးကြောင်တစ်ချောင်းနဲ့ရေတွင်းရေကန်များဆရာပုအလှဖြစ်နေရှိလေသည်မူလစာတီတောင်ဘက်ကိုးခရိုင်တပတ်ဆွဲရွာမှရွှေစံတော်စီတီကိုဝိတကံမြင်းနှင့်တရချံများလည်းကပီးကြောင်ဆောင်ထိုး၍လှူခဲ့သည်ဆရာပုကိုကြီးတွေးခဲ့သည့်ဝိစယနာအလိုက်တချင်းတစ်ပုတ်မှာထန်ကြွာတေးရှင်ရှေးဆရာများအစဉ်တိမာပထမရှင်ပပျိုးယော ရှူရီယံမောတန်ပြင်းရှင်ရတုရကံအဲအံကုံစင်စုံလင်းစွာရေလီကပြာတန်ယူကျိုးပွဲ့တပြန်တချင်းခံတလိုင်းအဆူတွင်စီဝါမပြတ်မကွက်အစင်ထီးဖျားအဆက်ဆက်ကပင်မြမအခေါင်ပြင်းနားတော်သွင်းမကြီးတဲ့မင်းသမီးခေါင်ထိတ်တင်အိုပြပြခွင်းတိုင်းတပင်ကျော်လူတော်တူဆရာမနိုင် အပုမေကသာမဟာစင်တော်ပရင်တော်ကောက်ခိုင်းမျက်မိတ်တော်တိုင်းတိုင်းပွဲဆိုင်ကရာစမတ်အလံဖြူတပြောင်းဘွဲ့ညီနှိပ်ရိရွှေတစိမ့်ရတာခုနောက်တပင်တီတကားမနိုင်နဲ့ခိုင်းတင်မှာတိုင်းနဲ့ကြိုင်းနဲ့ဆရာစမှုမြေမြန်တချာတပေါင်းလုံးတွင် အကောင်းဆုံးအမေပူပါ မဲမျိုးပေါ်မှာစမ်းလို့ကြော်တာအပေါင်းမျိုးပေါ်မှာကောင်းလို့ကြော်တာနှဲတန်ပတ်တန်စီးထုံးမယ်ထီးထုံးခံနဲ့မဲပပါနှစ်ပြေယခုမှာအမေပူပါကုန်းကာဟစ်လို့အော်ဟစ်အဆိုးမှာအရသားတကာကွဲ့အတက်များပါရင်အလုံးစုံသည့်တိမလူကဝိခေါ်စရာအဖိုးထိုက်ပညာအယိုးနိုင်လေနာဆန်းစုသည်များတွင်ပြိုကအရှင်မှာ ရွှေနန်းတော်ဖြည်ဖြုံပြေပုံမန္တလာစက်တကြီးရှမ်းနဲ့ရွှေနန်းတော်သုံးမဟာဘေးမခအေးမြရေတီတာရုပ်သိမ်းမင်းသမီးဆရာပူချီကသူ့ဆရာများမှာမင်းသမီးဥပတူနဲ့မင်းသမီးဥတာဆန်တို့ဖြစ်ကြသည်၎င်းတို့ကဲ့သို့တော်သည့်မင်းသမီးများမရှိသည့်နောက်သူသားလီတယောက်တည်းရှိပြီသည်ဟု၍ အောင်တော်ဟုခေါ်တော်အသွားတစ်မျိုးဖြင့်ဆိုကြသည့်တချင်တစ်ပုတ်ဤသို့ဆိုခဲ့ပါသည်ဆရာပုတချင်အောင်တော်အိုးအိုးပြင်ရခုမှနော်ဝေခိယုနှင့်ဆေရတုအောင်တန်ကျော်တန်ကျော်နိုင်ငံပေါ်ပြိုင်ဆန်မပေါ်ထပ်အောင်ပြေပေါ်ကတလောက်ဝေတော်အမေတူကရေတန်အမေဆံမရဏပြုံးတကယ်ဆုံးသည့်နောက်အငယ်ဆုံးစိန်ပူနော် ကြီးပွားဖို့အမှုပစီးပွားကိုဆိုရအပုက အကြံမိတဲ့တော့ငမွေးရတောင်ဂျပန်ကိုချက်နဲ့မန်ကိုကတ်လို့တိုးပတ်ရိုက်အောင်မေနော်ဟိုရဖြစ်ပါသည်ရုပ်သိမ်းမိသမီးဆရာပို့မှာအနုပညာသိတအူးအနေနဲ့အလွန်အောင်မြင်ခဲ့သူဖြစ်သည့်အလျောင်းဒုက္ခနဲ့သူရှမ်းရှမ်းတောက်ခဲ့သူဖြစ်သည့် ဘရင်ခစ်ကအစဉ်စီး၍ဖျားထိုးခံနိုင်ခဲ့သည်ဟုဆိုသည်ဆရာပုသည် အာလတ်သည့်အချိန်များ၌စက်တိုက်ဝါသနာပါပြီးစက်တိုက်သည် လောင်ကစားသည်အရက်သေးစားလဲတောက်သည်တောက်စားသူများအတန်ပြက်သည်ဆိုတော်လဲဆရာပုအတန်မှာငိုးလေကောင်းလေဟုလဲပြောကြသည်သူတပည့်များကဆရာပုကိုမျက်နှလုံးမျက်နှာအာရပြု၍မိမငယ်များလဲရှာပေးသည်ထို့ကြောင့်ဆရာပုတွင် မယားကြီးအပြင်မရင်ငယ်ရီများရှိသည်ဤအဖြစ်ကိုဆရာပို့ရေးတဲ့ပေမင်းသမီးကိုထွန်းအောင်ကဆရာညံကြီးရုပ်သေးဆင်မနေပြီတချင်းဆက်ဆိုပြီးဆရာပို့ကိုချစ်ခင်တော့ကြောင့်တတိပေးမိဆိုပြီးတချင်းတစ်ပုဒ်နဲ့ဝေဖန်ဘူးသည်ရုပ်သေးမင်းသမီးကိုထွန်းအောင်ဤဆရာပို့အကြောင်းတချင်းများအမေပုတ်တင်ဆရာနမေကကောင်းတာကြောင့်မဆောင်းဝင့်မချိတ်ဝင့်ပါတခုဖြစ်ကျုပ်ကပြောချင်တာ အမှန်မှအကန်မှအောင်ကညာကနောက်ခါဆိတ်ဆိုးမှကြောက်တာကျမတို့ဆရာဝါဒနာအိုးခဝဲစိမ့်မှခြေရေတွင်းခေါင်းနဲ့ကောက်ကရဥကဖောက်ရရှာချိန်မှတိုက်ဖို့ရာမရားချင်းနဲ့မငင်ငယ်ဖို့ရာ၎င်းကောက်ကရခေါင်းမွေးမပေါက်ရရှာနကကြီးတရန်စာများတက်ညီငမွားကခေါ်ဆန်းလက်ကွာစိတ်ကရင်ဆိုကရင် ကျက်နှကောင်အချာကဖိန်များမှုတ်တာများကျက်နီငါသားဖိတ်တနာရင်စူးစားလို့ခွတ်လိုက်ပါမေညွတ်မတိရှာမေဥဖို့ရာဖေရိုင်ကျက်တိုက်တာကြီးမဆန်းပွင့်တာစနီးအလှကနဲ့ချင်စရာဘော်ဒီကုံကစတောက်ကလေးတလင်ကွာအသက်မှလို့ချစ်တက်ပေးတဲ့ဆရာအောင်သွဲဆိုတာကရှင်ငကြုံရှင်ငမုံးလေးအပါ တက်လေဟာချက်ပိုက်ကဆင်းရအကြိုက်ပြောက တရားနိုင်မဟောပါအိုမကြီးမစီကန်းကွာနီးလဲမပါလို့ကြုတ်ပြောတာအဟုတ်တဘောပါအရွယ်ကြီးမညာနှစည်းယူကပြိုပုအာစရိယအိုနုပါပိတခါတကယ့်ကိုမနွဲနာလှဲကျိုးထန်းကရုံတော့ဆရာကုန်းတော့ဆရာ တွေးတော့ဆရာမြဲတော့ဆရာယခုအခါပုဆရာမလုတာလုတာငွေရှာကောင်းလို့မြာအပေါင်းမဲ့ကြတာတာသမီးရှေ့ရောက်ပါ မတွေးစရှေ့ကထက်နှုတဲ့အမေပုဆရာဟိုရိတ်တီဆိုဘူးပါသည်ဤတချင်းကိုမင်းသမီးကိုထုံးအောင်ကဆိုတော့အခါဆရာပုကမဆိုပါနဲ့ကွာဟိုမြစ်တာရက်ခံသည်ဆရာပူတိုက်နောက်ဖေးတွင် အလွန်အရေးကောင်းသည့်မချီးပင်ချီနှင့် တာတိုင်းဝင်းယုံကြီးရှိသည်စကိုင်းမြကနှွဲတဖွဲအောက်တွင်ရှောက်၍ဖြားနေသောကြောင့်တစ်သားရီနှင့်မြေကထောက်ပေးထားရပြီးနေပြောင်မထိုးသည့်တိရိပ်မန်းနှကြီးကဲ့သို့ဖြစ်နေသည်ထိုတိရိပ်အောင်၌ဆရာပုကြိုက်တိုက်တသည်ဆရာပုမှာမင်းသမီးကောင်းဖြစ်သည့်အလျောက်ရှုပ်သိမ်းမိသားများကိုသာအများအပြားမွေးထုတ်ပေးခဲ့ပြီးမင်းသမီးမွေးထုတ်ခဲ့မှုအလွန်နည်းပါသည် ယခုကိုထိုးအောင်နဲ့ကိုအောင်ဆိုသည့်မင်းသမီးနှစ်ယောက်ကိုသာလင်မှတ်မှတ်ရရမွေးထုတ်ခဲ့ဖူးသည်သူမွေးခဲ့သည့်ကိုထိုးအောင်ကဆရာပုကိုဝေဖန်၍အထက်ပါတဲ့ချင်းကိုဆိုခြင်းဖြစ်ပါသည်တချင်းနဲ့မှရှင်ငကြုံးဆိုသူမှာဆရာပု၏ရုပ်သိမ်းမိသားကြီးမောင်ကျုံးကိုပြောခြင်းဖြစ်၍ရှင်ငမုံမှာမင်းသမီးကျိုးဆွဲမောင်မုံးကိုပြောခြင်းဖြစ်ပါသည်တက်လေဆိုသူမှာလဲစင်ထင်းအယုတ်များကိုထိရသူဖြစ်ပါသည် ရေတွင်းခေါင်းမှာတိုက်ချက်ကောင်ထွက်သည့်ရွာဖြစ်၍ခဝဲမှာတိုက်ချက်ဤအမည်ဖြစ်သည်မင်းသားဥပကျော်ဆရာပုနစ်တွဲစေကတဆင်းတဆရာခွဲပြီးမထောင်နိုင်အောင်စီမံ၍ပေးသူမှာမရဘိမမဟာကိုင်းမင်းသားကြီးမှလွဲ၍အရေးအကြီးဆုံးလူချင်းအရေးပါအရာရောက်သူတူလူချင်းဥမှိုင်းဖြစ်ပြီး၎င်းကသွေးဆောင်၍ဥပကျော်ကိုသူ့အိမ်၌လက်ခံထားပြီး မင်းသမီးကိုအောင်သာဆိုင်းဆရာဒေဒီငိမ့်တို့နှင့်တွဲ၍စင်ခွဲပေးသည်ထိုအခါဥပကျော်ကယခုလိုစင်ခွဲထောင်သည်ကိုပရိသတ်ကမကျေနပ်မီဆိုသည်ဖြင့်သူကမခွဲချင်မဆရာပုကနှင်ချရုံမကမင်းသားကြီးမောင်ကျုံးနှင့်ကျိုးဆွဲမောင်မုံးတို့ကပါဩကြငေါကြနေမှုမခံနိုင်ထက်ခဲရပါသည်ဟုပြော၍ခေါ်ရာစပေါ်မှာငွေကြီး450နော အရင်နှစ်နင့်ကိုပေးတော်လဲအခုမပေးနိုင်တော့သွားဟဲ့ငဘကျော်ငမုံးကအော်ငကျုံးကတယုံဟိုရက်ဥပကျော်ကတချင်းလုပ်ပြီးသီဆိုဘူးဒီဥမုံနဲ့ဥကျုံတို့မှာဆရာနှစ်တေမခွဲကြသည့်တွဲဖက်ငွေငွေမွေးချံပေါင်းတပည့်များဖြစ်ကြဟန်ရှိပါသည်ဆရာဘူးက သူနှင့်တွေ့သွားကြသည့်မင်းသားပေါင်း၉ယောက်ရှိသည်ကို နောက်ပိုင်း၌ဆရာညံနှင့်တွေ့၍တချင်းလုံး၍ဆိုသွေးသည်ထိုတချင်းမှာဆရာပုဤလင်းစိင်ပင်ဖြစ်လေတော်သည်လင်းစိင်လင်းကောင်းရေကမနေကိုအုံးခိုင်နှင့်နှစ်ပြိုင်ရင်တွင်ထို့နောက်ဆိုရင်ကိုရွှေစင်ကိုကျွင်တက်စပင်စိန်ခိုမမြင်ငဘကြော့တစင်ခွဲငလွင်လဲလို့ရဲလှိုင်ဥကိုတင်း အကောင်အစိုးတွင်တယောက်တစ်မျိုးစီပြီးကောင်းမယ်ပြိုစိတ်မထင် အပုမေသဘော၌ပင်အပြိုးရီပြောလိုက်ရင် လေးပြူးလင်နောက်အရှင်တယောက်အပါဝင် ဝင်းစိုးဖောက်ကိုရောက်မေအမေပလင်ဟု၍တီဆိုဘူးပါသည်အပိုင်းဆက်ကိုဆက်လက်ဖက်ပြပေးသွားပါမယ်ရှင်အချိန်ပေးပြီးနားထောင်ပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်